ဆက်တူရှယ်ယာပေါင်းလုပ်တော့မယ်ဆိုလို့ရှိရင်အရေးကြီးတဲ့အချက်တစ်ချက်ကိုပြောပါဆိုလို့ရှိရင်တော့စကလုံးလေးတစ်လုံးအနေနဲ့စာချုပ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာဖြစ်လို့စာချုပ်လို့ပြောလဲဆိုလို့ရှိရင်လုပ်ငန်းတော်တော်များများစာချုပ်မရှိကြလို့ပါ။တော့ဆက်တူရှယ်ယာပေါင်းလုပ်ကြတယ်ဆိုပေမဲ့ကျွန်တော်တို့ကအာကိုကသူ့ကိုယုံတယ်သူကကိုကိုယုံတယ်ဟလာယုံတယ်ကွာဆိုတာနဲ့ပဲလှုပ်ဆောင်ကြလေးရှိပါတယ်။သူပဲမဲ့လည်းပဲယုံကြည်မှုဆိုတာလန့်ခုလက်မှာပဲနားလည်မှုတွေလွဲပြီးတော့မ ပျောက်ကွယ်သွားတတ်လေရှိပါတယ်အငင်းပွားကြတဲ့ case တိုင်း case တိုင်းကအငင်းပွားကြတဲ့ case ရဲ့တိုင်း case ရဲ့တိုင်းမှာမယုံကြည်လို့ဖြစ်တာမျိုးမဟုတ်ပဲနဲ့နားမလည်လို့ဖြစ်တဲ့အငင်းပွားမှုတွေကပိုပြီးတော့မှများပါတယ်ဒါကြောင့်မို့လို့စက်တူရှယ်ယာလုပ်ငန်းလုပ်ကြရတဲ့ဆိုတဲ့နေရာမှာလူကိုယုံတာတော့ယုံလို့ရပါတယ်ယုံမှာယုံတာက တပိုင်းမှာတစ်ဖက်မှာလည်းပဲနားလည်စွာနဲ့တဘောတူညီစွာနဲ့ရှင်းရှင်းလင်းလင်းညှိနှိုင်းပြီးတော့မှချုပ်ဆိုထားတဲ့စာချုပ်လေးတစ်စောင်တော့ လိုအပ်တယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်။ဒါကြောင့်မို့လို့စတူရှယ်ယာလုပ်ငန်းတစ်ခုလုပ်ကြတယ်ဆိုတဲ့နေရာမှာအရေးကြီးတဲ့အချက်တစ်ချက်ကိုပြောပါဗျာဆိုလို့ရှိရင်စာချုပ်လေးတစ်ခုတော့ဖြစ်အောင်ချုပ်ကြပါလို့ကျွန်တော်အနေနဲ့ဒီမှာ တိုက်တွန်းလိုက်ရပါတယ်။စာချုပ်ချုပ်တဲ့ဆိုတဲ့နေရာမှာလည်းတော့ပါတင့်တဲ့အကြောင်းအရာတွေရှိတာပေါ့ဗျာ။ဟလာဘလို့ဘဲတင့်နဲ့ပယ်ချက်တွေပါမလဲဆိုတာကျွန်တော်တို့အ ਨੇ ဆုံးတော့စာချုပ်မှာအပိုင်းကြီး15ပိုင်းတော့ပါတင့်ပါတယ်။တော့ကျွန်တော်တို့ share ကိုဘလို့ခွဲဝေကြမလဲကျွန်တော်တို့လာ share ကိုဘလို့ပြန်ပြီးတော့ငွေဖော်လို့ရမလဲဘလို့ငွေပြန်ထုတ်လို့ရမလဲပေါ့ဗျာ။ဒါမှမဟုတ်ရှင်ကျွန်တော်အမျက်ငွေတွေကိုဘလို့ခွဲဝေကြမလဲယင်းငါမှတီငွေကဘလောက်လဲစီးညင်းတွေကဘာတွေလဲလောက်အားတွေပါလာတယ်ဆိုလို့ရှင်လေ तू ကဘလောက်လုံးမလဲဘယ်တာဝန်ယူရတာလဲကိုကဘယ်တာဝန်ယူရတာလဲအဆရှိတဲ့ဖြင့်ဒီလိုအကြောင်းအရာတွေ 15ဘိုင်းလုံးပါဝင်တဲ့အကြောင်းအရာတွေကိုသူနဲ့ကိုနဲ့ညှိနှိုင်းပြီးတော့မှဆွေးနွေးပြီးတော့မှတဘောတူညီထားတဲ့အကြောင်းအရာတွေကိုချရေးထားတဲ့မှတ်တမ်းတင်ထားတဲ့အတည်ပြုထားတဲ့အကြောင်းအရာကိုကျွန်တော်ကစာချုပ်လို့ခေါ်တာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုမသိဘူးဆိုလို့ရှိရင်တော့ဒီမှာဆက်တူရှယ်ယာလုပ်ငန်း လုပ်ဖို့ဆိုတာစဉ်းစားယူရမယ့်အချက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်လုပ်ငန်းတစ်ခုကောင်းနေုံနဲ့လုပ်ငန်းတစ်ခုလုပ်တက်ယုံနဲ့အငင်းပွားမှုတွေမဖြစ်ဘူးလို့ပြောတယ်လို့ပြောတယ်ပြောလို့မရပါဘူး။လုပ်ငန်းလုပ်တက်တာတစ်ပိုင်းမှာရှယ်ယာအကြောင်းနားမလဲတာတစ်ပိုင်းမှာလုပ်ငန်းအကြောင်းနားလဲနားလဲမဲ့ရှယ်ယာအကြောင်းနားမလဲလို့ရှိရင်လုပ်ငန်းကောင်းနေပေမဲ့သူနဲ့ကိုယ်နဲ့ပြဿနာတက်တက်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီမှာဆက်တူရှယ်ယာလုပ်ငန်းလုပ်တဲ့လူတိုင်းကိုတိုက်တွန်းချင်တာလေးတစ်ခုကတော့ ရှယ်ယာအကြောင်းကိုနားလည်ပါစေရှယ်ယာအကြောင်းကိုသိအောင်စူးစမ်းပါနားမလည်လို့ရှိရင်တင်နန်းတွေကိုတက်ပါစာအုပ်တွေကိုဖတ်ပါလေ့လာပါဘာကြောင့်လဲဆိုလို့ရှိရင်ရှယ်ယာအကြောင်းနားမလည်လို့ရှိရင်တော့မလုပ်တာအကောင်းဆုံးပါပဲလုပ်ငန်းအကြောင်းဘလောက်ကျွမ်းတာပဲဖြစ်ဖြစ်ဘလောက်သိတာပဲဖြစ်ဖြစ်ရှယ်ယာအကြောင်းမသိလို့ရှိရင်သိကြပါတယ်အငင်းပွားမှုဆိုတာဖြစ်မှာပါပဲဒါကြောင့်မို့လို့ကျွန်တော်တိုက်တွန်းလိုက်ရပါတယ်သိအောင်စူးစမ်းစေချင်ပါတယ်စတူနဲ့ပတ်သက်တဲ့အသိပညာဘူဒ္ဓတင်နန်းတွေကိုတက်စေချင်ပါတယ်ဒါလေးတခုတော့တိုက်တွန်းလိုက်ပါရစေနော်ကဲကျေးဇူးအများကြီးတင်ပါတယ်တခုခုရတာလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာကိုယ် တွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ကိုရဲ့မိတ်ဆွေတွေလည်းအကျိုးရှိအောင်လို့ဒီဗီဒီယိုလေးကိုကိုရဲ့မိတ်ဆွေအတိုင်းဝိုင်းကိုမျှဝေစေပေးစေချင်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာနောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့